ကားပြောနေရင်လည်းတို့ကအဲ့လိုဟိုတို့မိသားစုကြီးဆုံးရှုံးတာကိုလေအဲ့လိုပြန်တွေးမိသွားရတယ်တို့တို့ကငိုဟိုယောက်ျားချင်းမိုင်းတွေကလည်းငိုတန်တွေပေါက်လာပြီးတော့ငိုကြရလေတယောက်ျားလေးတွေကမျက်ရည်ခိုင်နေလေဒါပေမဲ့တို့လုံးဝအိုက်တန်ကိုမခံစားနိုင်ခဲ့ဘူးထင်တယ်ဆိုတော့ကျွန်တော်တို့ကလည်းအဲ့လိုဖိမပြီးတော့တို့တို့တက်ပို့ပြီးတော့ဟိုနုနုထူးထူးလေးဖြစ်တာပေါ့လीเนาะအဲ့လိုမျိုးတွေ့ခဲ့ရတော့ တကယ်တမ်းဒီတဘာဝဘေးကတအားကိုစိုးရပါတယ်အားကြောင့်မလို့ဟိုဘသူပဲဖြစ်ဖြစ်အရန်ကိုဝမ်းနေရတယ်တော့ဟိုမိတ်ဆွေတွေရောပါပါသွားကြောက်ပါလေပါလေတွေလည်းပါရောအော်ဟုတ်ကဲ့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 နောက်ကိုအင်ပြေသွားလဲမနောက်ကိုဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လေးဒီခါကျရင်တို့မျက်လုံးတော့မကြည့်နိုင်ဘူးတို့တော်တော်များတချို့ဆိုရင်မိသားစုဝင်တော်တော်များများဆုံးရှုံးရတယ်တချို့ဆိုလည်းအဲစီးတဲ့ဥစားရေကုန်ပြုတ်သွားတယ်သူတို့ပြောပြနေတဲ့အချိန်မှာသူတို့မျက်လုံးလေးကြီးပြီးတော့ ကိုကိုတိုင်းအစားထတ်တူဝမ်းနေပြီးတော့ဘလို့မှဟိုအဲ့လိုမနေ့ထိန်းထားရတယ်ပေါ့နော် လာပြီးတော့ဖေးမတဲ့လူကပါဟိုဟတ်တီပြီးတော့အဲ့လိုတော်တော်လေးအဲ့လိုခံစားမှုတွေကို ထိန်းချုပ်ခဲ့ရတာပေါ့ဗျာဟုတ်အဲ့တော့မိုးကပါထက်ရွာတော့တကယ်ဘာပြောမှန်းမသိတော့တဘာဝကြီးအဲ့လောက်တော့ရက်ဆက်လာပါတော့ အဲ့လိုပဲတွေးမိပါတယ်ဆိုတော့ဟိုဒီတိုင်းတော်တော်တော်လူတွေကအရန်ကိုစိုးရွားနေပြီလေအဲ့တော့မိုးကပါထက်ရွာတော့ပိုးစိုးတာပေါ့ဒီငလင်ဘေးကဟိုအဲ့လိုသတင်းတွေကြတော့နည်းနည်းအခြေအနေပိုးစိုးနေရပေါ့နော်စိုးနေရပြီးလိုအပ်တဲ့လူတွေလည်းများနေတယ်တော့ကုညီလေးလိုအပ်နေရဆိုတော့ကိုလူတဲ့ငွေကိုမြေပြင်မှာတကယ်တီတီမီမီလေးဟိုကိုပေးနေတဲ့အတွက်ကြောင့်မလို့သွားဖြစ်တာပါဗျာဟုတ်တကယ်တော့ဆရာသွားလဲ ြာရယ်ဟွာလောက်ကြာရယ်၃၄ရက်၄ရက်၅ရက်လောက်ကြာရယ်ဟုတ်မန္တလေးသဂိုင်းအမရပူရာအင်းဝါပေါ့နော်အဲ၄မြို့တော့ရောက်ဖြစ်ခဲ့ပါတယ်ဗျဟုတ်အသွားတော့ကတော့ရင်တထိတ်ထိတ်နဲ့ပဲသွားရတာပေါ့နော်အွန်လိုင်းမှာသတင်းတွေကအများကြီးပြန့်နေရဆိုတော့အဲအစာရည်စာတွေရှားပါတယ်ရည်တွေရှားပါတယ်ဆိုတော့အဲ့လိုပြောကြတယ်ဆိုတော့ကျွန်တော်မိသားစုအစားသွားလို့ရှင်ခက်ခဲတွေ့မှာဆိုလို့ပေါ့နော်ပြီးတော့အစာအုပ်တွေအစားစိတ်မချတော့ဘူးလေအဲ့တော့အဲအဲ့ဒီအချိန်မှာဟိုကိုလေအရင်ဆုံးပြီးတော့ ဒါကုညီခြင်းတဲ့စိတ်တစ်ခုတည်းကိုပဲရှည်တန်းတင်ပြီးတော့သွားလိုက်တယ်ပေါ့နော်။သွားလိုက်တော့မြေပြင်မှာတွေ့တဲ့အရာတွေကတော့တကယ်စိတ်မကောင်းဖြစ်ဖို့ကောင်းတယ်။အရန်ဝန်းနဲ့ကောင်းတယ်။တချို့နေရာဆိုကိုကိုတိုင်းမျက်ရည်မကြောင်မနေထိန်ပြီးတော့နေရတဲ့နေရာတွေရှိရဲ့။ဆိုတော့လူတွေရဲ့တကယ်ဝမ်းနဲ့ပူဆွေးမှုတွေအများကြီးတွေ့ရတယ်ပေါ့နော်ပြီးတော့ပျက်စီးဆုံးရှုံးမှုတွေပေါ့နော်အဲဒါအများကြီးတော့တွေ့ခဲ့ရတယ်။နောက်သင်္ခါရတရားပေါ့လေနော်အခုဆိုရင် ရုပ်လက်အရမ်းမယွေးပေါ့နော်အကုန်ဖြစ်ကြတာပေါ့ချမ်းသာတဲ့လူလည်းဖြစ်တယ်အဆင်းရဲတဲ့လူလည်းဖြစ်တယ်ဆိုတော့ဟိုဟိုဘယ်လိုလဲနော်ဟိုတင်ခါရသဘောတရားကိုလည်းပို့ပြီးနားလည်လာတာပေါ့ဗျာဟုတ်သတင်းတွေကတော့အများကြီးတက်နေရပါဘောနော်သတင်းတွေကအများကြီးတက်နေရယ်ကိုယ်တိုင်လည်းသွားတော့မှဒါကျွန်တော်တို့ဖုန်းကကြည့်ရတဲ့အပြင်မှာမျက်မြင်တွေ့ရတော့ပို့ပြီးတော့ဝမ်းနေဖို့ကောင်းတယ်တကယ်လဲဟိုတော်တော်ကြီးကြီးမားမားပြိုကျပျက်စီးပြီးတော့ပြီးတော့ ကျွန်တော်သိခဲ့ရတယ်ကွာဒီငလင်တန်ခံရတဲ့နေရာတိုင်းကလူတွေအားလုံးကထရမာကြီးကျယ်ရသွားပြီးတော့ကျွန်တော်တို့ဒူးလုံနေတော့မှလीအဲ့လိုတို့မှအရန်ဟာလှုပ်တာလားဆိုပြီးတော့အဲ့လိုကြီးဖြစ်သွားပြီးတော့တို့ရဲ့စိတ်တန်ရာတွေလည်းအကြီးရသွားလဲမြင်ခဲ့ရတယ်ပေါ့နော်ပျက်စီးဆုံးမှုတွေအကြီးကြီးတွေ့ခဲ့ရတဲ့အတွက်လည်းတကယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်ဗျာဟုတ်အဓိကတော့ဖိမမှုပါပဲကျွန်တော်တို့သွားရဲဆိုတာလည်းကျွန်တော်တို့ထပ်လူနိုင်တဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကကိုနိုင်တဲ့ငွေလေးနဲ့ ဒါအရင်သွားခဲ့တာဗောနော်ပြီးမှကိုလူနေတာမြေပြင်လူနေတာတွေ့ရတဲ့ကြောင့်မို့လို့စေတနာရှင်တွေကဝိုင်းပြီးတော့ကူညီမယ်ဆိုပြီးတော့ကူညီတဲ့ဟာအောင်မှာကျွန်တော်တို့ကတစင်ဖြန့်ပေးရပါဗောနော်ကျွန်တော်တို့ကကူညီရတာအဲ့လိုအမောက်အနေနဲ့တော့နှဲပါတယ်ကျွန်တော်တို့ကထားပါတော့ကျွန်တော်တို့အခုလူခဲ့အမောက်ဆိုလို့ရှိရင်ဟိုအမောက်တခုကသာများရဲဆိုပေမဲ့မြေပြင်မှာဆိုရင်တော့ပြန့်သွားတဲ့အတွက်ကြောင့်မလို့တရားဟိုအများကြီးပကူညီနိုင်ဘောနော်ဆိုတော့ကျွန်တော်တို့ဒီလူတွေကိုသွားပြီးတော့ဖေးမတဲ့သဘောမျိုးအနေနဲ့ အဲ့ဒါကတော့ကျွန်တော်တို့အတွက်ပို့ပြီးတော့အာဟိုပို့ပြီးတော့ဟိုဟိုကျွန်တော်ကဦးစားပေးပြီးတော့သွားတာပေါ့နော်ကျွန်တော်ဖေးမပေးခြင်းနဲ့လူတွေနဲ့ကျွန်တော်တို့အတူတူရှိနေပါတယ်ဆိုတော့ပြခြင်းနဲ့ပြီးတော့ခဏတာအပန်းဖြေသွားတယ်ခဏတာကိုယ်တွေးလိုက်ရတော့ဩသူတို့လာလာကူညီပါလားဆိုတာမျိုးခဏတာတွေးလိုက်ရတယ်ဆိုရင်သူတို့စိတ်ထဲမှာခဏလေးပျော်သွားရင်တော့မှသူတို့လက်ရှိခံစားနေရတဲ့အဲဝေဒနာတွေကိုခဏပြောင်းနိုင်မယ်ထင်တယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ကိုယ်တိုင်း ဆင်းပြီးတော့ကိုအဲ့လိုသွားပြစ်တာပါခင်ဗျဟုတ်သူကပြစ်တာအကုန်ဖြစ်တာလीအဲအကုန်ဖြစ်တာပြီးတော့အဓိကကျွန်တော် တို့ကအားလုံးကအားလုံးကဟိုဘယ်လိုပြောမလဲဟိုလူတွေပါပဲလူတွေပဲဒါကိုယ်ခွဲရာဘာသာတာမတူကြတာလीဆိုတော့ဒါကလူတွေဒုက္ခရောက်တဲ့ကိစ္စဖြစ်နေဖြစ်နေတော့အဲလမ်းပြတ်သွားနေလဲပလီဒီပြူပြက်ပြီးရောပလီဟိမှာဝန်းနေနေလို့လည်းတွေ့ရတာပဲခရစ်ယာန်ကျောင်းတွေပြတ်စီပြီးရောခရစ်ယာန်တွေဝန်းနေနေရတယ်တွေ့ရတယ်လူတွေအားလုံးဝန်းနေနေကြတာအဲကျွန်တော်တို့က အားကြောင့်မို့လို့အကုန်လုံးကိုကူညီမယ်ဆိုတဲ့စိတ်ထားပြီးတော့ကျွန်တော်တို့အကုန်လုံးကိုကူညီခဲ့တာပါခင်ဗျာဟုတ်တကားပြောနေရင်လည်းတို့ကအဲ့လိုဟိုတို့မိသားစုကြီးဆုံးရှုံးတာကိုလေအဲ့လိုပြန်တွေးမိသွားရတယ်တို့တို့ကငိုဟိုယောက်ျားချင်းမိုင်းတွေကလည်းငိုတန်တွေပေါက်လာပြီးတော့ငိုကြရတယ်လေတယောက်ျားလေးတွေကမျက်ရည်ခိုင်တယ်လေဒါပေမဲ့တို့လုံးဝအိုက်တန်ကိုမခံစားနိုင်ခဲ့ဘူးထင်တယ်ဆိုတော့ ကျွန်တော်တို့ကလည်းအဲ့လိုဖိမပြီးတော့သူတို့တက်ပို့ပြီးတော့ဟိုနုနုထူးထူးလေးဖြစ်တာပေါ့လေเนาะအဲ့အဲ့လိုမျိုးတွေ့ကြရတော့တကယ်တမ်းဒီတဘာဝဘေးကတအားကိုစိုးရွားပါတယ်အားကြောင့်မလို့ဟိုဘယ်သူပဲဖြစ်ဖြစ်အရန်ကိုဝမ်းနေရတယ်တော့ကျွန်တော်လေးတခါကြရင်တို့မျက်လုံးတော့မကြည့်နိုင်ဘူးတို့တော်တော်များများတချို့ဆိုရင်မိသားစုဝင်တော်တော်များများဆုံးရှုံးရတယ်တချို့ဆိုလည်း အဲစီးစိမ်ဥစားရေအကုန်ပြုတ်သွားတယ်သူတို့ပြောပြနေတဲ့အချိန်မှာသူတို့မျက်လုံးလေးကြီးပြီးတော့ကိုကိုတိုင်းအားစားထတ်တူဝမ်းနေပြီးတော့ဘလို့မှဟိုအဲ့လိုမနေ့ထိန်းထားရတယ်ပေါ့နော် လာပြီးတော့ဖေးမတဲ့လူကပါဟိုဟတ်တီပြီးတော့အဲ့လိုတော်တော်လေးအဲ့လိုခံစားမှုတွေကိုထိန်းချုပ်ခဲ့ရတာပေါ့ဗျာဟုတ်ဟုတ်တယ်ဒီမှာလေဘာလဲစမ်းမစမ်းလာပြီ။ရောက်တယ်ညီမတို့ကအော်ဟုတ်ကဲ့ ပင်မအကောင်မှမသိဘူးကျွန်တော်တို့ဆိုလို့ရှင်ဇာမနက်စာစားပြီးရာနဲ့နေ့လယ်စာမစားအောင်ညဆို6ခွဲလောက်မှမနက်စာညစာပေါင်းစားရဘာလို့လဲဆိုတော့ဟိုကုညီရမယ့်နေရာအများအတွက်ကြောင့်မလို့ကိုကများများလေးကုညီရင်ကျွန်တော်နေရာကြီးနှံ့သွားတာပေါ့နော်အဲ့ဒါကြီးသွားလို့ပြန်လာပြီဆိုလဲပင်မအကောင်မှမသိပါဘူးပင်မအကောင်မှတရက်တာသူတို့တွေဖြတ်တန်းခဲ့ရတော့ဟိုဟိုသူတို့ရဲ့ဝမ်းနည်းမှုတွေတော့ကိုကလည်းစိတ်မကောင်းဖြစ်တယ်ပေါ့နော်အဲအဲ့ဒါခါခါကြလို့ရှင်ဟောလို့ ဟိုမဖြစ်တော့အကောင်းဆုံးပဲလို့တွေ့ရတယ်မှာဖြစ်လိုက်တော့လဲအားလုံးကအဲ့လိုအဲ့လိုအဲ့အိုးငိုကြွေးပူဆွေးနေရတာယူပေါ့နော်အဲ့ဒါကြီးကျွန်တော်ထပ်တူခံစားရပြီးတော့ဘိုးရောက်မှနောက်ကနေပတ်မိုးပေးရဲ့အလူရှင်တွေကလည်းများလာတယ်ကိုကိုတိုင်းကလည်းတကယ်တမ်းလိုအပ်နေရာကြီးတည်တဲ့အတွက်ကြောင့်မို့လို့ရက်တွေပို့ပြီးတော့နေပြစ်သွားတာပေါ့ဗျာဟုတ်အပြင်တော့ချင်းအောင်နေပိုင်းလည်းပဲအရာလေးမိုးကမကာနိုင်ဘူးလေအဲ့တော့မိုးကပါထက်ရွာတော့တကယ် ဘာပြောရမှန်းမသိတော့တဘာဝကြီးအဲ့လောက်တော့ရက်ဆက်လာပါတော့အဲ့လိုပဲတွေးမိပါတယ်ဆိုတော့ဟိုဒီတိုင်းတော်တော်လူတွေကအရန်ကိုစိုးရွားနေပြီလေအဲ့တော့မိုးကပါထက်ရွာတော့ပိုစိုးတာပေါ့အဲ့တော့မာဂျင်နာကတော့ဂီယူဆိုင်ကြပါပို့ပြီးတော့တတိထားကြပါပြီးတော့ဒါယောဂတွေပါလေဆိုတော့လည်းဖြစ်လာနိုင်တယ်လေကျန်လာနေတဲ့အတွက်ကြောင့်မို့အဲ့ဒီအတွက်လည်း ကြိုတီးပြီးပြင်ဆင်ထားကြပါလို့ပြောချင်ပါတယ်ကျွန်တော်တို့ဆေးရုံကြီးမန္တလေးဆေးရုံကြီးပါသွားလူတယ်ငလင်တန်းတင်းတဲ့လူတွေပေါ့နော်သွားလူတဲ့အချိန်မှာတွေ့ကြရတဲ့အဖြစ်အပျက်လေးပေါ့နော်ဟိုလူတဲ့အချိန်မှာအခုအကျွန်တော်တော့မလူပါနဲ့ကျွန်တော်ကတော့ထိခိုက်သွားတာမှန်တယ်ဆိုပေမဲ့ကျွန်တော်အဆင်ပြေတယ်အဲ့တော့တခြားလူဒီကျွန်တော်အစားပို့ပြီးတော့လူဝေးပါလို့ပြောချင်ပါဘူးဝမ်းသာတယ်။အော်ငါတို့လူမျိုးလေးတွေကဒီလိုမျိုးစိတ်လေးလက်ရှိပါလားပေါ့နော်။အဲနောက်တချို့ဆိုလို့ရှိရင်လည်း လှူလိုက်တယ်အဲ့ဒီအချိန်မှာအကိုကျွန်တော်ကကျွန်တော်တို့ကကြတော့အများနဲ့ဆိုတော့မမှတ်မိဘူးလေနောက်တစ်ခါပြန်ပေးမိရောအဲ့လိုမျိုးအကိုကျွန်တော်ခုနပေးပြီးသွားပြီတချို့ဒါဆိုမကောင်းတဲ့စိတ်ရှိရလူဆိုရင်တော့ဗျာမင်းယူထားလိုက်မှာပေါ့တိုးကြောက်လို့မဟုတ်ပဲနဲ့အဲ့လိုလူမျိုးလေးတွေလည်းတွေးကြရတယ်သူတို့စိတ်ဓာတ်လေးတွေကိုအရန်လေးစားတယ်အရန်နဲ့ဂုံယူတယ်ဒါအားလုံးကဟိုခံစားရတယ်ဆိုပေမဲ့လည်းသူတို့ကအခွင့်အရေးမယူကြဘူးလို့မြင်တယ်အဲ့တော့သူတို့အတိမတ်ပြူတယ်တကယ်တကယ်လေးစားပါတယ်လို့ပြောချင်ပါတယ်ဗျဟုတ်